အရန်လာတဲ့ရေအောက်ကဘာတစ်ခုရှိတယ်။အဲ့ဒီကဘာလေးကအရန်လာပြီးအေးချမ်းတယ်။ရေအောက်ကဘာမှာရေသူမလှလှလေးတွေလည်းရှိတယ်။ရေသူမအနီရေသူမအပြာရေသူမအစိမ့်နဲ့ရေသူမအဝါဆိုပြီးရှိကြတယ်။ရေသူမတွေကသူတို့အယောင်နဲ့သူတို့နေကြပြီးအခြားအယောင်ရေသူမတွေနဲ့မရောကြပဲတက်တက်နေကြပါတယ်။တနေ့တော့မွေနဂါးကြီးတကောင်ကသူတို့ရဲ့ရေအောက်ကဘာထဲရောက်လာတယ်။မွေနဂါးကရေသူမအနီတွေရဲ့နန်းတော်တွေအိမ်တွေဖျက်ဆီးလိုက်တယ်။အနီရောင်ရေသူမတွေကကြောက်လန့်ပြီးပြေးကုန်ကြတယ်။ နောက်တနေ့မှမွေနဂါးကပြန်လာတယ်။အခုတော့ရေသူမအစိမ်းရဲ့အိမ်လေးကိုဖျက်ဆီးတယ်။သူတို့လည်းကြောက်ပြီးထွက်ပြေးကုန်ကြတယ်။ရေသူမအပြာနဲ့အဝါကသူတို့ရှိလဲနောက်ရက်လာမှဆိုပြီးကြောက်နေကြတယ်။ငွေနဂါးလာရင်သူတို့စူးတိုက်မယ်လို့ဆုံးဖြတ်တယ်။နောက်နေ့မှငွေနဂါးပြန်လာတော့ရေသူမအပြာနဲ့အဝါစုပြီးတိုက်ကြပေမဲ့မနိုင်မပြေးရတယ်။ဒီအချိန်မှာတော့သူတို့အားလုံးနားလည်လာတယ်။ ေသူမအားလုံးစုတိုင်းမှအနိုင်ရရှိမယ်ဆိုပြီးသူတို့နောက်ဆုံးတစ်ကြိမ်စုပြီးပြန်လာကြတယ်ခိုင်မာတဲ့အတင်းတစ်ခုလိုဝိုင်းဝန်းတိုက်ကြတယ်ငွေနဂါကအခုတော့မနိုင်တော့ပဲရှုံးသွားပါတယ်ရေသူမအားလုံးပြန်စုပြီးသူတို့ရဲ့ရေအောက်ကပောက်ကိုအရင်ထက်ပိုလောက်အောင်ပြန်လဲတိဆောက်ကြတယ်တယောက်ကိုတယောက်အမြဲကူညီကြတယ်ရေသူမလေးတွေအတွက်လိုက်လုပ်ပေးခဲ့ကြပါ